မေလ26ရက်နေ့ကနေစတင်ပြီးဖြစ်ပေါ်လာမယ့်မုံထိုင်းနဲ့မြန်မာနိုင်ငံရဲ့တိုင်းဒေသအသစ်တီမှာမိုးကြီးပြီးတော့ဒီသူတွေကို အသက်အန္တရာယ်ပြုမဲ့ရေကြီးရေရှမ်းမှုအကျိုးသင်္ကြန်ပစ်ချက်တွေကိုဘလို့သောပညာရှင်ဦးဝင်းနိုင်ရဲ့ရေးပေါ်သင်ပြချက်နဲ့ပြန်လည်တင်ဆက်ပေးပါမယ်။မေလ26ရက်နေ့နောက်ပိုင်းမှာဘင်္ဂလားပင်လယ်အော်အတွင်းလေပြင်းနဲ့ရောင်းမှသင့် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာနိုင်ခြေရှိနေပြီးတော့အိန္ဒိယနိုင်ငံမြောက်ဘက်ပိုင်းကိုဝင်ရောက်နိုင်တယ်ဆိုပြီးတော့မလို့သားပညာရှင်ဝင်းနေကဆိုထားတာပဲဖြစ်ပါ रे အဲ့ဒီရက်တွေမှာမုန်တိုင်းရဲ့တက်ရောက်မှုကြောင့်မြဝကျွန်းပေါ်ဒီတာရီနဲ့မော်သလင်းတိုင်ကန်ယူတန်းရခိုင်ကန်ယူတန်းရဲ့လျှောက်မှာတနအီကိုမိုင်90ထက်လေပြင်းမုန်တိုင်းတိုက်ခိုက်နိုင်ပြီးလှိုင်းမြင့်ဟာဆိုရင်လည်းပဲ73ပေထိရှိနိုင်တာဖြစ်တဲ့အတွက်ဒီပြဖို့တော့မလို့တာပညာရှင်ဝင်းနေကဆိုပါရီအခုချိန်မှာတော့အဆောင်ချရအောင်မှာဆိုပေမဲ့အကျိုးသင်ပြင်ဆင်ဖို့လူရာတွေကိုတော့ တတိထားကြတာကောင်းပါလိမ့်မယ်အနိကမှဆိုရင်အချိန်မမီဓာရီဖြစ်နိုင်ပါတယ်ဆိုပြီးတော့မလို့တော်မရရှိဥင်းနိုင်ကဆိုပါရီဒါပြင်မိုးဥကာလမှာဖြစ်တတ်တဲ့မိုးချိုအန်ဒီကိုလည်းယူဆိုင်နေထိုင်ကြဖို့သူကဆက်ဆိုပါရီမိုးတုံအားရဲ့တယောက်မှုအားရချောင်းလေးမြောင်းနေကြီးအလဲပိုင်းနဲ့အထက်ပိုင်းတွေမှာမိုးကြီးရေရှင်နာရီဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ငလင်တန်တဲ့ဒေသတွေဖြစ်တဲ့စကိုင်းမန္တလေးနေပြီးတော့အဆရှိတဲ့နော်တကယ့်ကောမှာမြို့ကြီးတွေအထူးပြုဆိုင်ကြဖို့တော့မြန်ရှင်ဦးဝင်းနိုင်ကဆက်ဆိုပါရီ မီနစဲကနေ26ရက်ထိဒေသအလိုက်မိုးလေဝသခန့်မှန်းချက်အနေနဲ့ပတိန်မုတ်တုံလေးဝင်ရောက်နေပြီမို့ဒီတစ်ပတ်လုံးမှာမိုးရွာသွို့မှုရှိပါရီမိုးတချုံမှုနဲ့သူလေကျန်းချမ်းတွေလေတိုက်မယ်ဆိုပြီးတော့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကဆိုပါရီမိုးကြီးပြီးရေကြီးနိုင်တဲ့မြို့တွေကတော့ညောင်တုံးအင်ကပူဟင်တတာမူဦးပင်ဖြာပုံမြန်အောင်ဘူကလေးကန်ချီတောင်းဒီဒီရဲ့ကြိုက်လက်မော်လမြိုင်ကျွန်းဝါခဲမှာဂျုံပြော ဟိုင်းကြီးကျွန်း လက်ဘွတာမြောင်မြဒနုဖြူဂျုံတနီရေကြီးအတုံးဂျုံမငေးကြောင်ကိုငတိုင်းချောင်းလီမြနာစာမလောက်ရင်းစလူချောင်းသာငွေဆောင်ငွေရုတ်ကောင်းတာပေါင်းစရှိတဲ့အေရရီတိုင်းဒေသကြီးမှာတော့၎င်းမျိုးတွေကမိုးကြီးပြီးတော့ရေကြီးရှက်မှုတွေဖြစ်ပွားနိုင်ပါ ರಿ ။ဆက်ပြီးတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်ကချင်းပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းရောင်းဝတိုင်းပြီးတော့အေရရီတိုင်းဘူးတိုင်းမွန်ပြည်နယ်ကချင်းပြည်နယ် ။သလင်းတိုင်တိုင်းတို့မှာမေလ23ရက်နေ့ကနေစတင်ပြီးတော့ဖြစ်လာနိုင်တဲ့လီဗီးယားနဲ့ရောင်းဝယ်အရှင်းကြောင်းပြီးမေလ22 23ရက်မှာဇွန်လ23ရက်အထိမိုးရွာနိုင်ခြင်းအတော်လေးကိုမြင့်တက်မှာဖြစ်ပြီးတော့မိုးတင်းတင်းမှမိုးကြီးနိုင်တာဖြစ်တဲ့တော့ရည်ကြီးအရှောင်ခုကလေးကနေကျိုးတင်ပြင်းစင်မှုတွေလှုံ့ဆောင်ချဖို့မလို့တော့ပညာရှင်ဝင်တွေကရေးဖို့ပဲတတိပြထားပြီးဖြစ်ပါရယ်ဗျာ